တပိုင်းမီနေဂျာအကောင်ကလည်းယူစားနဲ့ချင်းတွေ့ရတယ်။မိမကိုနဲ့တအိမ်ပွင့်ထွက်သွားတယ်တဲ့အစိုးရပြေးရတယ်တဲ့အဲ့တော့ယောက်ျားလေးတွေလည်းနှမသားချင်းဆန္ဒကြပါ နော်နှမသားချင်းဆန္ဒကြပါဒီဟာဘာတဖက်ယောက်ျားလေးကဘာလုပ်ထားလဲဆိုတော့လင်းကကြီးစစ်ထိုးထားလို့ဒီကောင်မလေးဒီလိုဖြစ်သွားတာနော်နှမသားချင်းဆန္ဒကြပါဒီမှာဒီစိတ်ဝင်တက်သွားတယ်စိတ်ဝင်တက်ရတဲ့အရေးပေါ်အဲ့လိုဖြစ်သွားလို့သူ့မိဘဘက်ကိုအကြောင်းကြားပြီးခေါ်ရမှာပဲအဲ့လိုမျိုးဆိုမိဘဘယ်မျက်နှာနဲ့လာရမှာလဲ အဲ့ဒါကြည့်ပြီးတော့သူ့ဒီစာသူ့ကိုလည်းမမြင်တာပဲကျန်တဲ့ကောင်ကကျင့်တဲ့ကောင်ကကျင်နောက်တဲ့ကောင်ကအဲ့ဒါကိုဗီဒီယိုရိုက်တယ်ဖုန်းနဲ့ဗီဒီယိုရိုက်ပြီးတော့ live ပေါ်မှာ telegram မှာတင်တယ်တဲ့ကြည့်စမ်းရက်ဆက်ရုံမှာတလူရုံမှာเนาะเจ้าသားတွေကเจ้าမှာလည်းဆရာမတွေကမဆုံးမရဲဘူးเนาะ မင်္ဂလာပါဗျာကွီးဇော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ main ကလေးတွေအတွက်သင်ခန်းစာယူစရာတတိထားဆင်ခြင်စရာတကယ့်အဖြစ်ပြက်ကလေးနှစ်ခုကို ပြန်လဲပြီးတော့ဝေမျှခြင်းပါတယ်အဲ့တော့ပထမဆုံးအကြောင်းအရာလေးကတော့ရေနံเจ้าမှာဖြစ်သွားတဲ့ကိစ္စလေးပါအဲ့ဒါကတော့တရဝါနဲ့လက်နက်နဲ့မမျှတဲ့ကိစ္စဗျာအဲ့ဒီအကြောင်းလေးကိုအရင်ဆုံးနားထောင်ကြည့်မယ်။ဟုတ်ကဲ့ပါပထမအဦးဆုံးအနေနဲ့ဒီသတင်းလေးနဲ့စရအောင်။အဝေးတင်တဲ့အကြောင်းလာတဲ့အကြောင်းသားအကြောင်းသူတွေ ငါတို့မြို့ကတက်ကတူတော့နာမည်မဖြတ်ကြပါနဲ့လို့เนาะငါပြောပေးရစီအဲအဝေးတန်ဆိုတဲ့အသဘောတရားကအဝေးရလာတက်ကြတာတခြားမြို့ကလာတက်ကြတာ80ရာခိုင်နှုန်းရှိတယ်ကိုမြို့ကဆို20ရာခိုင်နှုန်းလောက်ပဲဖြစ်နေမှာအလုံးလုံးပြီးတော့တနစ်မှာနှစ်ကျင်းလောက်ပဲတနစ်မှာအာတနစ်မှာသူတို့အလုံးလုံးတက်ရ3လထက်3လ4လထက်ပိုမတက်ရအောင်เนาะအဲဥစ္စာအဲ့အတော်တွင်းမှာကိုပဲတမိစားထားကြတာကိုယုံကြည်မှုတွေလွန်ခဲ့ကြတာကငါအံ့ဩလို့မဆုံးဘူးเนาะ20ရက်နေ့ရမှာ ပထဝီအဲပထဝီမို့တမိုင်းမေဂျာတမိုင်းမေဂျာကောင်မလေးရဲ့ရီးစားနဲ့ချင်းတွေ့ရတဲ့မိမကိုနဲ့တအိမ်ပွင့်ထွက်သွားတယ်တဲ့အစိုံပြေးရတယ်တဲ့အဲ့တော့ယောက်ျားလေးရေလဲနှမသားချင်းစာနာကြပါ နော်နှမသားချင်းစာနာကြပါဒီဟာဘာတစ်ဖက်ယောက်ျားလေးကဘာလောက်ထားလဲဆိုတော့လင်းအင်္ဂါကြီးစီထိုးထားလို့ဒီကောင်မလေးဒီလိုဖြစ်သွားတာနော်နှမသားချင်းစာနာကြပါဒီမှာဒီစိတ်ဝင်တက်သွားတယ်စိတ်ဝင်တက်ရတဲ့အရေးပေါ် ။အဲ့လိုဖြစ်သွားလို့သူ့မိဘဘက်ကိုအကြောင်းကြားပြီးခေါ်ရမှာပဲ။အဲ့လိုမျိုးဆိုမိဘဘယ်မျက်နှာနဲ့လာရမှာလဲ။တနေ့လုံးမှာမှ2လ3လလောက်ပဲတွေ့ရတဲ့လူတယောက်ကိုပုံယုံပြီးပုံမအပ်နဲ့။မိဘဘယ်မျက်နှာနဲ့လာရမှာလဲစေယုံ။ရှက်လို့မလာဘူးဆိုလို့ချင်လဲကိုသားသမီးဒုက္ခရောက်မှာရှေ့မျက်နှာနောက်ထားပြီးလာရမှာလေ။ပြီးနောက်တစ်ယောက်ရှိသေးရဲ့22ရက်နေ့ကပထဝီမိသားကောင်မလေးအဆောင်မှာသွေးအံပြီးတည်သွားတာတဲ့။ ဘာဖြစ်လို့တွေးရံသေးရလဲဆိုတော့တေချာမရေးထားဘူးရင်းနှီးချောင်းဟစ်တိုင်းမှာတက်လာတာနော်မိန်းကလေးလည်းကိုယ့်ဘောက်ကိုတံပိုးထားကြတကယ်လို့မှဒီကောင်နဲ့မယူပြဘူးယူပြသွားရင်တော့ကိစ္စမရှိဘူးဒီကောင်နဲ့မယူပြဘူးတခြားလူနဲ့အိမ်အောင်ကြပြီဆိုရှင်တန်ရာကြီးနဲ့လေချုပ်ရာကြီးနဲ့လေအိမ်အောင်ကြအိမ်အောင်ကြီးအဆင်ပြေမယ်ထင်လားနောက်လူနောက်လူအတွက်အိမ်အောင်ကြီးအဆင်ပြေပါမလားချုပ်ရာကြီးပါနေတယ် ကောင်းလေးရယ်နှမသားချင်းစာနာနော်နှုတ်5မိနစ်10မိနစ်လောက်အတွက်နဲ့ဒီတခြား5မိနစ်10မိနစ်စာခန်းစားကြလေးတွေဒီကြည်စေးတုံးပြီးတော့တခြားသူရဲ့တာသမီတွေဘဝပြအောင်မလုပ်နဲ့နော်အဲ့လိုလိုက်စားနေစားပဲဆိုတတ်တတ်ကိုရှိရအဲ့လောက်ပဲပြောမယ်ကောကမင်းကလေးလည်းမင်းကလေးရောက်ဆင်းနေကြယောက်ျားလေးလည်းယောက်ျားလေးရောက်ထင်းထင်းကြဘသူဘသူမှဒုက္ခမရောက်ဆင်းနဲ့ကိုကြောင့် ပြင်ဖြစ်သွားတယ်ငါတို့ကြောင်းလဲတိတ်ငါတို့မျိုးကကြောင်းလဲတိတ်ခါကြတယ်။ဟုတ်ကဲ့ပါဒါကတော့ရေနံချောင်းမှာဖြစ်သွားတဲ့ဖြစ်စဉ်လေးပါ။အဲ့တော့ဝေးတင်တက်သူလာတက်ရင်းနဲ့ကြီးစားနဲ့အတူတူနေလိုက်တာမှာတရဝါနဲ့လက်နှစ်နဲ့မမျှပဲပြဿနာတက်သွားတဲ့ကိစ္စပါ။အခုနောက်ပိုင်းအဲ့ဒါမျိုးကတော့ခက်ရှားရှားပါပဲနော်။ဘာပဲပြောပြောခက်ရှားရှားဆိုပေမဲ့ပြဿနာကတော့တက်သွားပြီပေါ့။အဲ့တော့ဘသူလုံးနေဘသူမှားတယ်ဘသူမှန်တယ်တွေမပြောတော့ဘူးဗျာ။မိန်ကလေးတွေအနေနဲ့အတိကတော့မိန်ကလေးတွေကိုပဲ ကျွန်တော်ပြောချင်တယ်အဲ့တော့မင်းကလေးတွေအနေနဲ့ဒီကိစ္စတွေကိုအခုသင်ခန်းစာယူပါတတိထားပါဘယ်လိုအားချင်းရင်လည်းတံပိုးမဲ့သွားတတ်တယ်မိမိကိုယ်ကိုတံပိုးထားတယ်ဆိုလို့ရှိရင်ဒါမျိုးတွေကိုတတိထားကြပါထိမ့်သိမ့်ကြပါအဲ့တော့ယောက်ျားလေးတွေဘက်ကလည်းကြည့်ရင်လည်းသမာချင်းကိုချင်းစာပါမရှောင်နိုင်ဘူးဆိုရင်လည်းကွာကိုပြစ်မဲ့ငှက်ကြီးသလားသေးသလားခန္ဓာရည်ရှိလားမရှိလားဆိုတာကိုလည်းအ ਨੇ ချင်းတော့ကြည့်အောင်ကွာနော်အဲ့တော့နှသူချိုးပြတ်ဆွတ်ဆက်ပြီးတော့လှုပ်ထလိုက်တော့ တရဝါနဲ့လက်နက်နဲ့မှတ်မြတဲ့အခါမှာဒီလိုစောက်ပတ္တနာတွေတက်သွားရတာပဲအဲ့တော့ကြော်မကောင်းကြားမကောင်းတွေဖြစ်တယ်နှမချင်းကိုချင်းမဆာနာကြရဲကိုချစ်တဲ့မင်းကလေးရဲ့တိတ်ခါကြရဲမင်းကလေးဘက်ကကြည့်လို့ရှိရင်လေကိုရဲ့တိတ်ခါကြတယ်လို့ကိုမိဘတွေမျက်နှာအိုးမဲတုပ်လိုက်တယ်လို့ပဲဘယ်လိုမျက်နှာနဲ့ဒီပြဿနာကိုလာဖြေရှင်းပြရမလဲမိဘတွေကအဲ့တော့ဒီပြဿနာကိုသင်ကန်းစာယူပါမင်းကလေးတွေအနေနဲ့လေအဝေးတင်ဆိုတော့တွေ့ရတာခဏလေးဆိုပြီးတော့နှသောကျွတ်ပြတ်တွေလည်းမလုပ်ကြပါနဲ့ဦးဗျာနော် ုတ်ကဲ့ဒါလေးကိုတော့သတိထားဆင်ခြင်နိုင်ကြဝင်ပြခြင်းပါတယ်ဟုတ်ကဲ့နောက်တဲ့သတင်းလေးတစ်ခုကိုလည်းပြန်ပြီးဝင်ပြခြင်းနဲ့အရာလေးကတော့ဆလင်းမြို့မှာဖြစ်သွားတဲ့ဆယ်တန်းចောင်းသူလေးကိုဆနတန်းចောင်းသားလေးတွေကဝိုင်းပြီးတော့အထမကျင့်တဲ့ကိစ္စလေးကိုနားထောင်ကြည့်အောင်မခွေးတိုင်းဆလင်းဘက်မှာတဲ့မင်းကလေးကဆယ်တန်းနောက်ကြလေးကဆနတန်းအဲ့တော့မွေးရပါရှိတယ်ဆိုပြီးတော့လှမ်းခေါ်တော့ကောင်မလေးကလက်သီးစားခေါ်တယ်ဆိုတော့ယုံပြီးတော့လာတာပေါ့ ဒီလက်ကြောင်အဲ့မှာမိုးနေပေါ်မှာစားကြတော့ကြရင်လည်းကောင်းမလေးကမူးသွားတာပေါ့အရက်မူးသွားတာပေါ့အဲ့ဒါကိုအဲ့ဒီခုနသီစာ12တန်းနောက်12တန်း3ယောက်ကိုပါအဖို့ခေါ်ပြီးတော့အဲ့ဒီခလေးကိုမတင်းကျင်ရတယ်အဲ့ကောင်းမလေးကြီးစားသူတို့အတက်ယူရနဲ့မလုတ်ရဲတာပြောပါတယ်အဲ့ဒါကျင့်ပြီးတော့သူ့ရီစာသူ့ကိုလည်းပြင်ညာပြီးရတယ်ကျန်တဲ့ကောင်တွေကကျင့်တဲ့ကောင်ကကျန်နောက်တဲ့ကောင်ကအဲ့ဒါကိုဗီဒီယိုရိုက်တယ်ဖုန်းနဲ့ဗီဒီယိုရိုက်ပြီးတော့ live ပေါ်မှာ telegram မှာတင်တယ်တဲ့ တီစမ်းရက်ဆက်ရုံမာတာလူရုံမာတယ်နော်ចောင်းသားတွေကចောင်းမာလဲဆ iam မာတွေကမဆုံးမရဲဘူးနော်သူတို့ကလေးတွေကိုနည်းနည်းထိများများကြီးကန်းတဲ့လူဝိုင်းထိုးကြလို့အိမ်မှာလဲသူတို့ကမဆုံးမចောင်းမာလဲသူတို့ဆုံးမတာကိုလဲဟိုចောင်းမာလဲဆ iam မာဆုံးမတာကိုလဲသူတို့ကလက်မခံဆိုတော့အဲ့ကလေးတွေကမိမဆုံးမဖမဆုံးမဘလူးမဆုံးမတွေအကုန်ဖြစ်ကုန်တော့ရိုင်းရင်တိုင်းရိုင်းနေတာ ူများသားပြုတ်သမီးပြိုလေးကိုနော်အဲ့ဒါအခုဖမ်းသားပြီတဲ့အဲ့ဒီဗီဒီယိုရိုက်တဲ့ကောင်တွေရောမတင်းကျတဲ့ကောင်တွေအကုန်လုံး၄ယောက်စလုံးဖမ်းပြီးတော့နင့်နာတဲ့မိန်းကလေးကတတိတွေမေ့မျောပြီးတော့နေသူတို့ထွက်ပြေးကုန်ကြပြီပေါ့သူတို့စိတ်ကြိုက်လို့ပြီးတော့အဲ့ဒါသူလည်းတတိပြန်ရလာတဲ့အချိန်နဲ့ကြာရောလက်ရလေးလှမ်းခေါ်တယ်တဲ့သူ့ကိုကဲဖို့သူကအခုတဆိတ်ဥတက်နေရတယ်တဲ့အကောင်မလေးကအဲ့ဒါအခုရဲစခန်းကနေပြီးတော့ကာယကံရှင်မိန်းကလေးရဲ့မိဘတွေနဲ့ဒီကောင်လေးဒီဘက်ကနေဟို မမတိုင်ကြားဘူးအမှုမဖွင့်ဘူးသိန်း900နဲ့ညှိတယ်တဲ့နော်ကျေးဇူးလားပတ်စံသိန်း900နဲ့ဒီလောက်တော့အချက်တခွဲအကျိုးနဲ့ဖြစ်နော်တော်တော်လူစိတ်တွေမရှိကြတော့ဘူးနော် စာတင်ကြောင်းတွေမှာလည်းလူစာတင်ကြောင်းကခလေးတွေတောင်ဒီလိုဖြစ်ပါတယ်ဆိုတော့ရက်ွက်ထဲမှာစင်းနာစင်းစားကြည့်တော့မျိုးတို့ရေကိုမွေးထားတဲ့ကိုသားသမီးလေးတွေကိုမစီအောက်ကအပြောက်မခံကြပါနဲ့လို့ထက်ချက်မခွာကြည့်ကြပါလို့နော်အခုမြင်နေရတာ14နှစ်တည်းနဲ့15နှစ်တည်းနဲ့လည်းမင်္ဂလာဆောင်တယ်အဲ့ဒါတွေကိုဘာဖြစ်လို့ခွင့်ပြုကြတာလဲလို့မိဘတွေကလည်းနော်သူတို့အရွယ်ကမင်္ဂလာဆောင်ရမယ့်အရွယ်မှမဟုတ်သေးတာအเจ้าနေရမယ့်အရွယ်အเจ้าတက်ရမယ့်အရွယ်လေးတွေကို ခွန်မိဘတွေကလည်းခွင့်ပြုတယ်လိုင်းမော်လည်းတင်ကြတယ်အဲ့ဒီတော့တင်ကြတော့အဲအတူမြင်တတ်သည်အဲ့ဒါသူတို့တော့ယူသေးတာပဲငါတို့ရောယူလို့မရဘူးလားဆိုတော့အတိတွေရောမပေါ်ပေါက်လာဘူးလားလို့နော်အဲ့ဒါကိုစိတ်တွေပူရင်းနေလေးလိုက်တာလို့သူများမိန်းကလေးတယောက်ကိုဝိုင်းပြီးတော့လို့တော့တွေ့ရမတွေ့ရအဲ့ကြတော့ Telegram နေပြီးတော့တော့လိုင်းမော်တင်နေတယ်ကျန်း ကဲအဆက်ခွဲတာဗောဒါသူတို့တော့တဝတစ်ပြက်လောက်သွားသေးတယ်အဆက်လဲခွဲသေးတယ်နော်ဒီလိုကလေးမျိုးဘယ်လိုမျိုးအပြစ်ဒဏ်တွေတော့ပေးရမလဲဆိုတော့စဉ်းစားမစဉ်းစားရဘူးကိုသားသမီးလေးတွေကိုဂရုစိုက်ကြပါလို့နော်ဟုတ်ကဲ့ဒီဖြစ်စဉ်လေးကတော့ဆလင်းမျိုးမှဖြစ်သွားတာဗျအဓိကကတော့မိဘတွေအနေနဲ့ကိုယ့်ရဲ့သမီးလေးတွေအရွယ်ရောက်ရောက်မရောက်ရောက်တတိထားဖို့လိုနေပြီဗျအခုဟာကအရွယ်နဲ့ဖြစ်လိုက်တဲ့အမှုတွေနေရမမျှနေ တော့ဖြစ်လိုက်ပြီဆိုလို့ရှိရင်အမှုကတင်းတင်းတော့အမှုကြီးတွေမဟုတ်ဘူးဖြစ်လိုက်တာမရင်းမှုတွေလူတက်မှုတွေလူလေးတွေကြီးလိုက်တော့ငငယ်လေးတွေပြခလီးသက်သားလေးအဲ့တော့ဆလင်းမှာအခုဒီအမှုဖြစ်သွားတာအခုဟိုလေးတကြောကြောနာမည်ကြီးနေတယ်မွေးနေ့ပွဲမှာအရက်ပလင်းတဲ့ကိုစိတ်ကြွဆေးပြားထက်ပြီးတော့တိုက်လိုက်တာပြီးတော့သူ့ရဲ့ကောင်လေးကပဲသူ့တငယ်ချင်းတွေပါခေါ်ပြီးတော့မရင်းကျင်တယ်ကျင်းတဲ့နေရာလဲအဲ့ဒီသူတို့ တက်တဲ့ចောင်းရဲ့အရှိတ်လမ်းမှာရှိတဲ့ဖျားကွင်းထဲမှာအဲ့ဖျားကွင်းထဲမှာအဲ့ចောင်းသူចောင်းသားလေးနေတိုင်းအမြဲတမ်းချင်းတွေ့နေကြတာအများကြီးပဲအဲ့တော့ဆရာဆရာမတွေကိုလည်းသွားပြစ်ပြောလို့မရတော့ဘူးဗျာဆရာဆရာမတွေလည်းမနိုင်ဘူးဗျာမနိုင်ပြောရအောင်အဲ့တော့အခုလိုမျိုးအမှုတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ထိရောက်တဲ့အေးအယူမှုကိုလုံကိုလုံမှဖြစ်တော်မယ်လို့ထင်ပါတယ်ဒီလိုမျိုးအရွယ်လေးတွေအမှုဖြစ်လာပြီဆိုလို့ရှိရင်စံပြအနေနဲ့ကြီးလေးတဲ့ပြစ်ဒဏ်မျိုးကိုချဖို့လိုနေပြီဆိုတာကိုတော့ပြောချင်ပါတယ် အဲ့ဒါမှလည်းနောက်နောက်လိုက်လို့မဲ့သူတွေအတွက်သတိထားဆင်ကျင်စရာဖြစ်သွားမှာပါ။ဟုတ်ကဲ့ပါဒီသတင်းလေးကတော့စလင်းမျိုးမှာဖြစ်သွားတဲ့သတင်းလေးပါ။ကျေးဇူးတင်ပါတယ်ဒီနေ့ညတော့ပညာပေးအနေနဲ့သတိထားဆင်ကျင်စရာသတင်းလေးတွေနဲ့အမှုလေးတွေကိုဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်ကွီးစော်ပါ။